ဒီဇလန်းအရာကလည်း36လမ်းမှာဖြစ်တဲ့ဇလန်းတစ်ပုဒ်ဆိုတော့ကျွန်တော်တဘောဝါနဲ့အဲနီးစတဲ့ဇလန်းလေးတစ်ပုဒ်ဆိုတော့ကိုယ်တိုင်ကြည့်ရတဲ့အချိန်မှာလည်းအဲတဘောကြမှုရှိတယ်ပြီးတော့တိုးဆောင်တဲ့အချိန်တုန်းကလည်းဟိုတဘောကြရပါတော့ဟုတ်ရေခွေးလိုနဲ့လည်းအဲ့လိုဆက်ဆံနှုံးနဲ့ခင်သွားဆိုတချို့ဒရိုင်လော်တွေဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါတွေကမပါဘူး software ထဲမှာအတူစတဲ့အခန်းတွေတို့အဲအဟိုပြောတဲ့ဟာတွေကိုတချို့ဟာတွေမပါဘူးသူလည်းပြောချင်တာပြောကျွန်တော်လည်းပြောချင်တာပြောပေါ့နော်ဒါပြောချင်တာပြောရဲဆိုလည်းဒီစညုံးဘောင်တွေကနေပဲဟိုအန်ဝင်ကြောဖြစ်အောင်ဟိုပြောတဲ့သဘောပေါ့နော်ဒါပေမဲ့ အဲအဲ့ဒီဟာလေးတွေအခုမေးကြည့်တဲ့အချိန်မှာသူတို့အဲ့ဒီဟာလေးတွေကိုသဘောကျတယ်တဲ့ကျွန်တော်ကလည်းအဲ့လိုကိုရိုက်တဲ့ကားမှာအဲ့လိုသုံးဝက်သချင်းကိုအဲ့လိုဖူဂျင်းနဲ့ဆန်သားလည်းကျွန်တော်ရှိတယ်ပြီးတော့သချင်းဆိုတာလည်းဝါသနာပါတော့အဲ့ဆိုပြီးခဲ့တဲ့သဘောဟုတ်စင်ချစ်သူတွေအတွက် Lucky Time Moon မြန်မာရဲ့ Summer Special Promotion ကြီးလာပါပြီ19ရက်4လ2025မှာ30ရက်5လ2025အတွင်းဝယ်ယူအားပေးတဲ့စင်ချစ်သူများအတွက်ပစ္စည်းတစ်ခုဝယ်ယူပါက30%အထူးလျှော့စေပစ္စည်းနှစ်ခုဝယ်ယူပါက35%အထူးလျှော့စေ ပစ္စည်းသုံးခုနဲ့သုံးခု၆ဝယ်ယူပါကပူကြီးပါဆန်အချိုးလျှော့ဈေးတွေကိုခန်းစား권ပေးသွားမယ်အပြင်၁၀သိန်းမဝယ်ယူတာနဲ့ကြာမိုးကြီးကားကန်ချူခွင့်ကူပွန်တစ်စောင်တော့ရရှိမဲ့ခွင့်ရည်ကြီး၊ရာသပန်အလဲဈေးတို့အယောင်ဈေးတို့အချိုးခွင့်ရည်ကြီး၊ချက်ချင်းဝယ်ချက်ချင်းပေါက်၁၀သိန်း900ငွေသားစုများစွာအပါအဝင်ကြာမိုးကြီးအိမ်သုံးရက်စပစ္စည်းများစွာကြာမိုးကြီးကားပိုင်ဆိုင်권ကြီးကလည်းမကြခင်မှာမဲမဲရွေးချယ်ရတော့မှာဖြစ်ပါရဲ့ရှင်။မေလကုန်ချိပဲရရှိမဲ့ဈေးခွင့်ရည်ကြီးနဲ့ လဲသွားတဲ့သူမဖြစ်ရလေအောင်တန်းစီစီဂျော်ရီမော်ကြီးရဲ့မြင်နေတက်မှာရှိတဲ့တန်းစီစီရှုံးကြီးရှင်ပေါ်သားရောက်ခတ်မှနဲ့နေ့စဉ်ထုတ်လွှင့်နေတဲ့လိုက်စေးကြီးများတွေမှာလိုင်းအောင်ဝယ်ယူအားပေးနိုင်မှာကြောင့်ဖိတ်ခေါ်လိုက်ရပါတယ်အဲကျွန်တော်တခါမှအဲ့လိုမျိုးမမေးဘူးပေါ့နော်ဒါအခုကိုယ်စကားကိုသူတို့ကြည့်ပြီးတဲ့အချိန်မှာသူတို့ရခံစားချက်လေးတွေကိုလိုက်မေးတဲ့အချိန်မှာအဲသူတို့ပြောပြတဲ့အကြောင်းအရာလေးတွေဆက်စပ်ဖို့ကောင်းတယ်ပြီးတော့သူတို့ အာဒီကားလေးကိုသဘောကျတယ်ဆိုတာသိရတော့လေတကယ် PDF ဖြစ်ရအောင်ဟုတ်ကျွန်တော်သဘောကျတယ်ဗျဟိုဒီဒါလေးက romance လေးလည်းဖြစ်တယ် drama လေးလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့လက်ရှိမှာဖြစ်ပျက်နေတဲ့ဟိုအဖြစ်အပျက်တွေနဲ့ဟိုတိုက်ဆိုင်မယ်လို့လည်းထင်တယ်အဲဒါကကျွန်တော်တို့ဒီမြို့အာဒီဇလန်အရာကလည်း36လမ်းမှာဖြစ်တဲ့ဇလန်တစ်ပုဒ်ဆိုတော့ကျွန်တော်တို့သဘောဝါနဲ့အနည်းစတဲ့ဇလန်လေးတစ်ပုဒ်ဆိုတော့ကိုယ်တိုင်ကြည့်ရတဲ့အချိန်မှာလည်းအာသဘောကျမှုရှိတယ်ပြီးတော့တိုးဆောင်တဲ့အချိန်တုန်းကလည်းဟိုသဘောကျတယ်ပေါ့နော်ဟုတ် အမတ်တွေကဆင်းနိုင်လို့သူနဲ့ကအရင်တော့လည်းခင်တယ်ပြီးတော့ရေခွေးလိုရနေလေအဲ့လိုဆက်ဆက်နောက်နောက်နဲ့ခင်သွားတယ်ဆိုတော့တချို့ဒါရီလော့တွေဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါတွေကမပါဘူးစုပ်ခရက်ထဲမှာအတူစတဲ့အခန်းတွေတို့အဲအဲဟိုပြောတဲ့ဟာတွေကိုတချို့ဟာမပါဘူးသူလည်းပြောချင်တာပြောကျွန်တော်လည်းပြောချင်တာပြောပေါ့နော်ဒါကပြောချင်တာပြောရဲဆိုလည်းဒီစညုံးဘောင်တွေကနေပဲ ဟိုအန်ဝင်ကြောက်ဖြစ်အောင်ဟိုပြောတဲ့သဘောပေါ့နော်ဒါပေမဲ့အဲအဲ့ဒီဟာလေးတွေအခုမေးကြည့်တဲ့အချိန်မှာသူတို့အဲ့ဒီဟာလေးတွေကိုသဘောကျတယ်တဲ့အဲ့ဒီဟာလေးတွေဆိုတော့အဲ့ဒါတွေကျွန်တော် subscribe ထဲမှာမပါဘူးသူကျွန်တော်တို့အဲ့ပြောရင်းနဲ့တတူထွက်လာတဲ့ဟာလေးပေါ့နော်အဲ့အဲ့လိုမျိုးလေးဆိုတော့ဟိုသူနဲ့အလုပ်လုပ်ရတဲ့အချိန်မှာလည်းအဆင်ပြေတယ်ကမဖီမီမီနဲ့တရုတ်ဆောင်ရတဲ့အတွက်အဆင်ပြေတာပေါ့ဟုတ်အဲ့အဲ့လိုတော့မရှိပါဘူးဒါပေမဲ့အဓိကတော့ဟိုဒီဇလန်းလေးကအဲကြည့်ရှုတဲ့သူတွေလည်းအဲ့လိုမျိုးလေးဖြစ်ပြတဲ့ကြုံမှုတာလည်းရှိကောင်းရှိနိုင်တယ်လေအားလုံးနဲ့ အဲနီးစက်တဲ့ဇလန်းလေးတပုတ်ဖြစ်မယ်လို့ထင်ပါတယ်။ကိုယ်တိုင်ကနီးစက်ခဲ့လားဇလန်းလေး။အဲ့လိုတော့မရှိပါဘူး။ဟိုဟာဒါကဘယ်လိုပြောရမလဲ။အဲကျွန်တော်တို့ဇလန်းဖတ်တဲ့အချိန်တည်းကအဲဒီဇလန်းလေးသဘောကျတယ်ပြီးတော့အဲဒီဇလန်းလေးကလည်းကျွန်တော်တို့ဒီတဘာဝကကျွန်တော်တို့ဒီလူငယ်တွေအားလုံးနဲ့နီးစက်မယ်ထင်တဲ့ဇလန်းလေးလို့ထင်လို့လည်းရက်ကူးဖြစ်တာပေါ့။ကျွန်တော်က36လမ်းကျွန်တော်နေထားတားဝေးတယ်ကျွန်တော်။ဆိုတော့အဲ့တော့၆လမ်းတော့မရှိဘူးကျွန်တော်တို့ဒီဘောင်ကျဘက်မှာတော့တကယ်ချင်းအိမ်ရှိတော့ငွေတော့ကတော့အဲ့ဒီဘူတောင်ဘက်မှာတော့ အဲဟိုအဲဆယ်တန်းပြီးတဲ့အချိန်တော့ right ဘူထောင်ဘက်မှာတော့တခြားရှောက်သွားရှောက်စားပါတော့အဲ့လိုတကယ်ကြီးနဲ့အဲ့မှာပဲအဲ့အဲ့လိုမျိုးလေးတော့အမတ်တရားလို့ရှိတယ်ဟုတ်ဟိုဒီပို့ပပါလေးနဲ့ဆိုတော့ဇလန်းကြည့်တဲ့အချိန်မှာတော့ဟိုမူအရာတော့နည်းနည်းလေးဟိုငယ်သွားသလိုခံစားတော့ဗောနော်ကိုယ့်ကိုယ်လည်းအဲ့လိုမျိုးဟိုအရင်တော့ကဟိုဟိုကျွန်တော်တခါမှလည်းဒီလိုမျိုး character မတူမဆောင်ဖြစ်ဘူးဗောနော်ကျွန်တော်တူဆောင်လိုက်ရင်ကျွန်တော် horror တွေများတယ်ပြီးတော့ အဲနည်းနည်း drama တွေများတော့အခုလိုပုံပေါ်ပါလေးပြန်ကြည့်ရတဲ့အချိန်မှာလဲကိုယ်တိုင်ပျော်ရဲမှုလေးတော့ရတော့ကိုယ်တိုင်ပြင်ဆင်မှုကတော့ကျွန်တော်အဓိကတော့ဒီ script ကိုပဲအသေးချာလေးအဲနားလည်အောင်လုပ်တယ်ပြီးတော့အဲဒီ cinema အဓိကတော့ဒီဒီကားလေးကပုံပေါ်ပါလေးပဲဆိုတော့လေအဲဘယ် ဘယ်လိုမျိုးအမူအရာလေးတွေအမူအကျင့်လေးတွေထည့်မလဲပေါ့နော်အဲဒီ character မှာဖွင့်သူ့ရဲ့အမူအကျင့်ကဘာလဲပေါ့အဲအဲ့လိုမျိုးလေးတွေတော့စဉ်းစားပြီးတော့လုပ်ဖြစ်တာလေးတော့ရှိတာပေါ့ဟုတ်ကဲ့အဲကျွန်တော်ဒီထဲမှာဇဝင်တခြင်း၃ပုတ်ပေါ့နော်၃ပုတ်ကျွန်တော်ဆိုရတယ်အဲအဲ့ဒါလည်းဒီ driver ပေါ့နော် driver ကိုကောင်းတဲ့သူကျော်ကအာကျွန်တော်တခြင်းနေဆိုတာလည်းသူမြင်ပြီးတော့အခုဆိုကြည့်ပါလားတဲ့ပြီးတော့မပြုံးတော့လည်းဆိုပါလားဆိုတော့ကျွန်တော်လည်းဆိုဖြစ်တာပေါ့ကျွန်တော်ကိုယ်တိုင်လည်းဝမ်ပန်းတတနဲ့ဆိုဖြစ်တာပါကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုကိုရိုက်တဲ့ကားမှာ အဲ့ဇဝင်တခြင်းကိုလို့ဖြူဂျင်းနဲ့ဆန္ဒလည်းကျွန်တော်ရှိတယ်ပြီးတော့တခြင်းဆိုတာလည်းဝါသနာပါတော့အဲ့ဆိုပြီးခဲ့တဲ့ပုံဟုတ်အဲ့ကျွန်တော်အဲ့အရှိမကျွန်တော်အစွဲတုံးကဟိုကျွန်တော်ဖြူထားတာရှိတယ်အဲ့အစွဲတုံးကကျတော့ဒီအခုဟိုဥဆိုင်ဒီဇိုင်းရဲ့ဟိုပါလေအဲ့ပါလေအချက်ကိုဦးစားပေးခဲ့သူဆိုရယ်တခြင်းလေးကိုကျွန်တော်ပြန်ဖြူထားတာရှိတယ်အဲ့အစွဲရုပ်ရှင်ပါတော့ဟိုဒီအဲ driver ရဲ့ညီညီလားအခုလားမသိဘူးကိုချစ်မဲဆိုတာရှိတယ်သူရေးပေးထားတဲ့တခြင်းလေးပေါ့နော်ဒီစကားအတွက်သူရေးထားတဲ့ဟာလေးတွေကို အပြကြီးရဲ့အချိန်မှာဇာကားနဲ့လည်း live ဖတ်မှုရှိတယ်။အဲအဲ့ဒါနဲ့ဖူဖြစ်လိုက်တာ။ဟုတ်တယ်ဗျ။ကျွန်တော်အဲ့ Beyond the Rock ရဲ့အဲနွေရာသီ36ရဲ့ပြီးတော့နောက်ကျဒုတိယဆိုတဲ့အုံပေါ့။ဟုတ်ကဲ့ကျွန်တော်ဒီနွေရာသီ36ကကျွန်တော်တနအိုက်ဝဲစာ movie ပေါ့နော်။အဲပြီးတော့ကျွန်တော်ဒါ session ရနေဆိုလို့ရှိရင်ကျွန်တော်မဟာ application မှာအာ HD quality နဲ့ကြည့်လို့ရပြီ။အဲ့တော့အချိန်လည်းအများကြီးပေးစရာမလိုဘူး။ပြီးတော့ကျွန်တော်တို့ဒီတထိုင်ထဲပဲတနအိုက်ဝဲစာလေးကျွန်တော်တို့ဝင်ရောက်ကြည့်ရှုလို့ရတဲ့ဒီကားလေးကိုကျွန်တော်ဟိုအားပေးကြပါအောင်ကြည့်ရှုပေးကြပါအောင်လို့ပြောချင်ပါတယ်။